ိတ်တမ်းမင်းသမီးတွေထက်သာလွန်တဲ့အလားတရားတွေကိုပိုင်ဆိုင်ထားတဲ့ဥစော်စော်ရဲ့တမီအိမ်မှုဆောင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုရပိုင်းမှာထိတ်တမ်းမင်းသမီးတွေရဲ့အလားတွေထက်တောင်သာလွန်တဲ့အလားတရားတွေကြောင့်အင်တာနက်ပေါ်မှာလူပြောများနေတဲ့တထေးသမီးတယောက်ရှိပါတယ်။သူမကတော့မြန်မာနိုင်ငံမှာအထမ်းသာဆုံးထိတ်တမ်းတထေးကြီးတစ်ဦးဖြစ်တဲ့ဥစော်စော်ရဲ့တမီလေးမတ်အိမ်မှုဆောင်ပါ။ မဲအင်မှုသောဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးကြီးတဦးရဲ့သမီးဖြစ်တဲ့အပြင်ရုပ်ရည်လှပမှုနဲ့အထူးကြောင့်ထမ်းမြတ်မှုတွေကြောင့်လူပြောများနေရဖြစ်ပါတယ်။ သူမရဲ့အလားပါကရုပ်ရှင်မင်းသမီးတွေနဲ့တောင်ရှင်လို့ရနေပြီးတော့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုအပြေအဝရယူထားတာဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။မဲအိမ်မှုဆောင်ဟာဖခင်ဦးစောစောရဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင်ကူညီနေရင်လိမ္မာရင်ကြီးတဲ့သမီးလေးတစ်ယောက်ဖြစ်ပါတယ်။တထေးကြီးဦးစောစောဆိုတာကတော့မြန်မာတနိုင်ငံလုံးမှာအချမ်းသာကျွဲဝါဆုံးတထေးတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ဦးစောစောဟာ Ehori Ban Match Myanmar Concentration Match Myanmar Energy နဲ့ Match Hotel အပါအဝင်စီးပွားရေးလုပ်ငန်းများစွာကိုလုပ်ကိုင်ခဲ့ရဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတရေကြီးဥစ္စာဇော်ရဲ့စီးပွားရေးလုပ်ငန်းတွေကလက်ညှိုးထိုးမလွှဲအောင်ရှိနေရပါဒါကြောင့်ဥစ္စာဇော်ဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတရေကြီးဖြစ်ပါတယ်ဒီလိုမျိုးချမ်းသာကြွားတဲ့တရေကြီးဥစ္စာဇော်မှာအမွေဆက်ခံသူသားသမီးရတနာအဖြစ်သားကြီးရဲမှန်ဇော်နဲ့သမီးငယ်အိမ်မူးဇော်ဆိုပြီးတော့သားသမီးနှစ်ယောက်ထွန်ကားထားပါတယ်ဒီရက်ထဲကမှာသမီးလေးမအိမ်မူးဇော်ကချမ်းသာကြွားပြီးတော့ရုပ်ရည်ချောမောလှပလို့လူပြောများနေရပါအထူးသဖြင့်မအိမ်မူးဇော်နဲ့ပတ်သက်ပြီးအခုရက်ပိုင်းမှာတရေကြီးဥစ္စာဇော်ရဲ့သမီးလေးမအိမ်မူးဇော်ကတကယ်ကို ိုးလိုက်တာစတဲ့ချီချွတ်မှုမျိုးစုံကိုလူမှုကွန်ရက်ပေါ်မှာအခုချိန်ထိတွေ့နေရသေးပါအမှန်တကယ်မှာလဲရုပ်ရည်သားမကပညာရေးလူမှုရေးနဲ့စီးပွားရေးမှာပါထူးချွန်တဲ့တထေးစီဦးစောစောရဲ့တမိလေးမအိမ်မှုစောကလူငယ်ရီအတွက်စာနမူနာတစ်ခုလိုတောင်ဆိုနိုင်ပါတယ်အထူးသဖြင့်တော့ချမ်းသာတဲ့မိသားစုတစ်ခုကမွေးဖွားလာပေမဲ့မာနာမထားပဲဖခင်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုကူညီဖို့ရှေ့ဆက်နေရဲ့ မအိမ်မှုစော်ကိုလူတိုင်းကအားကြနေပါတယ်။ဒီမရဲ့ယူသားမှုလိမ္မာရင်ကျေးမှုနဲ့လူမှုရေးလုပ်ငန်းတွေမှာပါဝင်လှူရှားနေရင်စိတ်ဓာတ်ကလူငယ်တွေအတွက်အားကြစရာတစ်ခုပါ။ ချောတယ်ထက်မြက်တယ်ကြိုးစားတယ်ဆိုတဲ့စကားလုံးတွေနဲ့ဖော်ပြလို့မကုန်နိုင်နဲ့မအိမ်မှုသောကတော့ဖခင်ဖြစ်သူရဲ့လုပ်ငန်းတွေကိုအတူတူဦးဆောင်နေရဲ့အပြင်လူမှုရေးလုပ်ငန်းတွေမှာလည်းစွန့်ဦးလှုပ်ရှားနေပါတယ်။သူမရဲ့ယူသားမှုလှပမှုနဲ့လူမှုရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ရှားနေတဲ့စိတ်ဓာတ်ကလူတိုင်းကိုဆွဲမတ်စေရပါချမ်းသာကြွယ်ဝတဲ့မိသားစုအတန်ဝိုင်းကမွေးဖွားလာတာမဟုတ်တဲ့တတိကြီးဦးစောစောဟာကိုတူးကိုချွန်ရင်းနဲ့ကြိုးစားရုန်းကန်လာရပါတယ်။အဓိကအဖြစ်တော့တတိကြီးဦးစောစောရဲ့သမီးလေးမအိမ်မှုသောကရိုးရီချောမောလှပပြီးတော့ ပါမော်ဒယ်တယောက်လိုစမတ်ကြနေရကြောင်းအင်တာနက်ပေါ်မှာလူပြောများနေရပါဖခင်ကလည်းမြန်မာနိုင်ငံမှာအချမ်းသာဆုံးတတိဖြစ်တယ်လို့တမိဖြစ်သူကလည်းရုပ်ရည်ချုံမောလှပပြီးတော့ထက်မြက်နေရကြောင်းအလုံးကချီးကျူးကြပါတယ်တချို့သောသတင်းတွေရတော့တတိကြီးဥစစော်ရဲ့သားသမီးတွေဟာတခြားသောထိတ်တန်းတတိတွေရဲ့မျိုးဆက်တွေနဲ့မတူပဲတော်တော်လေးကိုမိဘပေါ်ကိုတီးတက်လိမ့်မှနားလေတယ်လို့ဆိုပါတယ်အလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာချမ်းသာကြွယ်ဝတဲ့ခရိုနီတတိသားသမီးတွေဟာမိဘပတ်စံတွေကိုဖြုံးတီးပြီးတော့ဘဝင်မြင့်မှန်မာနကြီးတာတွေရှိပါတယ်ဒါပေမဲ့ ထင်းကြီးဦးစောစောရဲ့သမီးလေးကတော့ထူးချွန်ထမြက်ပြီးမိဘဘော်ကိုတိတက်လိမ်မာပြီးတော့ဖခင်ရဲ့စီးပွားရေးလုပ်ငန်းများစွာမှာဦးစီးလုပ်ကင်နေရလို့ဆိုပါတယ်။တထင်းကြီးဦးစောစောဟာအလူတန်းဖောင်ဒေးရှင်းတွေနဲ့အကူအညီလိုအပ်နေတဲ့ပြည်သူတွေကိုကူညီနေရဝဲဖြစ်ပါတယ်။ဒီလိုမျိုးဦးစောစောရဲ့ brighter လုပ်ငန်းတွေများစွာမှာသမီးလေးမအိမ်မှုစောကပါဝင်နေရတဲ့ပုံမှာပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။